โอเคဒီနေ့ကျွန်တော်ခင်ဗျားတို့ကို showcase လုပ်ပေးစီရာဖုန်းတစ်လုံးရှိတယ်အတခြားဖုန်းတော့မဟုတ်ဘူးခင်ဗျားတို့လည်းဒီဖုန်းကိုဟဲ့ငါနဲ့ရင်းနှီးသလိုပဲလို့တော့ထင်ကောင်းထင်ရင်ထင်နိုင်မယ်ပေါ့နော်ဒီကောင်က X9 series ထဲမှာမှာနည်းနည်းပိုဈေးသက်သာတဲ့ version budget version ပေါ့နော်အခုဒီကောင်ကကျတော့ X9C Smart 5G လို့ခေါ်တဲ့ model အခုခေတ်ဖုန်းတွေမှာမြင်နေကြ flat frame မျိုးသုံးထားတာမဟုတ်ဘူးသူများနဲ့ကွဲထွက်တယ်ဘေးပုံတွေကလုံးပြီးတော့အပြင်ကို ဖောင်းထွက်နေတဲ့ပုံစံမျိုးလေးလုပ်ထားတယ်။ကင်မရာဘက်ကိုစတီးလိုမျိုး ring ပတ်ပေးထားတာတွေကင်မရာဘက်မြင့်အလေအ matrix ဆိုတဲ့စာသားကိုဒီခြိုက်ဝင်နေတဲ့ glass cover နဲ့ကာပေးထားတာတွေအဲ့ဒါတွေကြည့်ရတာမှ unique ဖြစ်တယ်။ overall design မှန်ကတော့ပြောရရင်တော့ဗျာအရှိတုံးကပြောခဲ့သလိုပဲဖုန်းက cube ဖြစ်တယ်။တက်တက်ရက်ရှိတယ်။အားနည်းချက်အနေနဲ့ grip တိတ်မကောင်းဘူး။ button အနေနဲ့မှားသူရဲ့ screen bezel တွေက base ဘက်တွေအပေါ်ဘက်တွေအဲ့ဒါတွေမှတော့ပါတယ်။အောက်ဘက်မှာကျတော့သူကချင်းနေနေထူတယ်။ multimedia consumption အတွက်ကိုကျွန်တော် speaker ကိုဘယ်လိုနေမလဲ။တစ်ချက် ဆန်နာထောင်ကြည့်တဲ့အချိန်မှာတော့ speaker ကတော့ဒီကောက်မှာတစ်လုံးပဲပါတယ် stereo speaker မရဘူး battery ကို0 to 100ကိုအချိန်တစ်ထောင်အသွင်းပြီးရင်တော့မှ battery capacity က80%အထိကျန်အောင်မယ်လို့သူတို့ကအာမခံထားတယ်ပေါ့နော်ကျွန်တော်ကင်မရာရဲ့ကြီးတဲ့လောက်မှာတော့ view finder မှာပေါ်လာတဲ့ပုံနဲ့ရိုက်ပြီးလို့ processing လုပ်ပြီးရလာတဲ့ပုံတွေနဲ့ကမတူ process လုပ်ထားတဲ့ပုံတွေကပို့ပြီးတော့ vivid ဖြစ်တယ်ပို့ပြီးတော့ contrasty ဖြစ်တယ်အပ်ကြည့်လို့ကတော့လှတယ်ပေါ့နော် social media ready ဖြစ်တယ်ဝယ်ဖို့စိတ်ကူးထားတယ်ဆိုလို့ရှိရင်တော့ pre order နဲ့ဝယ်တာကတော့အများကြီးပိုတန်တယ် Thank you.